ဆက်နှစ်တကြိမ်ဖြစ်တာဟာဒီ90ခုနှစ်ထက်မှဆိုတက္ကစီ၉လုံးမှထွက်တဲ့၄ထိပ်စီကြောက်ခဲ့ဆက်ဆက်တခုနှစ်နောက်ဆက်နှစ်ကြာတဲ့အခါမှဆိုတက္ကစီ၉လုံးမှထွက်တဲ့၄ထိပ်စီ၃လုံးကြောက်ခဲ့92ခုမှဆိုလို့ချင်းတက္ကစီက၉လုံးပြောင်းထွက်တဲ့၃ညထိပ်စီကြောက်ခဲ့နောက်ထပ်10နှစ်အကွာကျွန်တော်ဒီ2003ခုနှစ်ထက်မှဆို၄ထိပ်စီကြောက်ခဲ့တယ်ကျန်တဲ့၉လုံးလုံးဖက်တယ်နောက်ထပ်10နှစ်အကွာ2014မှဆိုရင်တက္ကစီ၉လုံးပြောင်းထွက်တဲ့၃ညထိပ်စီ၃လုံးကျန်တယ်ဒါဆိုအခု2025တက္ကစီဒီ၉လုံးပြောင်းထွက်လာမလားတစ်လုံးကျန်ပြရမှာ တော့ကြံဖို့အနေထားကတော့တော်တော်များသွားပြီကျွန်တော်တို့သုံးသပ်လို့ရတယ်เนาะဘာဖြစ်လို့ဆိုထိတ်စီဒီသုံးလုံးကြံနေတယ်ဖျက်ရမယ့်အခြေအနေ၄ချိန်ပဲကြံတော့တယ်အဲသုံးရရဲ့၄ရဲ့တစ်ရဲ့ထိတ်စီတွေကဘယ်လုံးကြံခဲ့မလဲကိုလုံးပြောင်းမယ်ကျန်တဲ့နှလုံးကလိုက်ထွက်ပေးမှလားဒီအတွေ့အကြုံကိုကျွန်တော်တို့လိုက်ကစားတာဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်ကအဲကြံခဲ့တဲ့သုံးရထိတ်စီ၄ထိတ်စီတစ်ထိတ်စီတွေက၄ထိတ်စီကို ထွက်လာခဲ့မယ်ဆိုရင်ပေါ့နော်လေးဒိစီကမကြံခဲ့လို့ထွက်လာခဲ့မယ်ဆိုဒီလေးဒိစီနဲ့ပတ်သက်ပြီးတော့ပေါက်ကန်းဖြစ်ဖို့အတွက်ကျွန်တော်စူးစမ်းပြီးလိုက်ထားတဲ့စနစ်နော်ဒါလေးကိုကျွန်တော်နည်းနည်းလေးသုံးသပ်ပြခြင်းပါတယ်တိုက်ဆိုင်မှုရှိတဲ့မိတ်ဆွေကသုံးပါမကြိုက်မသုံးပါနဲ့ပေါ့နော်အဲ့စနစ်ကိုကျွန်တော်လိုက်တဲ့အချိန်ကမှလေးဒိကိုလိုက်တဲ့အချိန်ကမှနှစ်ပိတ်မှာပေါ့နော်ကျွန်တော်တို့လေးပိတ်ကြခဲ့တဲ့ဖြစ်စဉ်ဒီလေးကရှိတယ် နှစ်ပိတ်မှာ၄ပိတ်ကြာကြတာ၄ကရှိတယ်အဲ့ဖြစ်စဉ်နဲ့လိုက်တယ်ပရမဖြစ်စဉ်မှာ၅တိတ်စီရဲ့အောက်မှာ၄ပိတ်ပရမဆုံးဖြစ်စဉ်ကကြာတယ်ဒုတိယဖြစ်စဉ်က၄တိတ်စီလို့ခံပြီးမှဗရိတ်လေးကြာတယ်တတိယဖြစ်စဉ်က၃တိတ်စီလို့ခံပြီးမှဗရိတ်လေးကကြာတယ်စောတော့မြောက်ဖြစ်စဉ်မှာကြာတော့နှစ်တိတ်စီကမ်းပြီးမှဗရိတ်လေးကကြာတယ်အဲ့တော့ဗရိတ်လေး၄ကရိုက်တဲ့အချိန်ခါမှာသူ့ရဲ့စီးစနစ်ပေါ့နော်စနစ်တကျပုံမှန်တိုင်းကြာလာကြတယ်လို့ကျွန်တော်တို့ကယူဆတာပေါ့နော်၅တိတ်ခံပြီးကြာတယ်၄တိတ်ခံပြီးကြာတယ်၃တိတ်ခံပြီးကြာတယ်နှစ်တိတ်ခံပြီးတော့ကြာတယ် အဲ့လိုကြတဲ့အချိန်ကမှဒီ frame ကနေကျွန်တော်လိုက်တာပေါ့ငါးတိုင်းစီခံပြီးတော့ပထမဆုံးပိန်လေးကျဲသူကနေတစ်ချိန်တစ်ချိန်ဆုံးရင်လေးချိန်ငါးချိန်မြောက်နှစ်ထဲမှာငါးချိန်မြောက်နှစ်ထဲမှာဒီ frame လေးရဲ့ power ကိုးတိတ်စီတစ်လုံးကျပေးထားတယ်အဲ့ဒီကိုးတိတ်စီကျပေးတဲ့အောက်မှာလေးတိတ်စီဘယ်ချိန်မှာလိုက်တာလဲဒီဖြူလိုက်ရှာကြည့်တယ်ပေါ့နော်အဓိပ္ပာယ်ကတော့ဆိုလို့ရှိရင်ဒီထဲမှာလေးတိတ်စီ frame လေးလို့ကျဲဒီ frame လေးရန်ထောက်မဲ့တစ်ချိန်တစ်ချိန်ဆုံးရင်လေးချိန်ငါးချိန်မြောက်နှစ်ထဲမှာကိုးတိတ်စီတစ်လုံးကအရင်ကျပေးထားတယ်အဲ့ဒီကိုးတိတ်စီကျပြီးတော့ ကိုထိတ်စီရဲ့အောက်ဘဲအချိန်မှာလေးထိတ်ကလိုက်တာလေဒီစနစ်ကိုကျွန်တော်တို့ကဦးစားပေးကစားထားတယ်တတရကြောင့်လည်းတိုင်းမဲ့30ဒီပစိလေးလို့ကြားတယ်သူကနေတစ်ချိန်နဲ့ချိန်ဆုံးချိန်လေးချိန်၅ချိန်မြောက်နှစ်ထင်းမှာကိုတိတ်စီတလုံးကအရင်ကြပြထားပြီးအဲ့ကိုတိတ်စီရဲ့အောက်ဘဲအချိန်မှာလေးတိတ်စီကလိုက်တာလေဒီစနစ်ကိုကျွန်တော်တို့ကလိုက်တာပေါ့နော်အခုသုဒ္ဓမြောက်ကျွန်တော်တို့ကစားတဲ့ကစားကုန်ပေါ့နော်နှစ်တိတ်စီပစိလေးလို့ကြားပြီးတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်နှစ်ထင်းမှာကိုတိတ်စီဒီရှာရှာပါပါတလုံးနဲ့ပဲထွက်လာခဲ့ပြီ အဲ့ရှေ့တုံးကတ်လို့ပဲဒီကိုထိန်စီကြပြီးဒီကိုထိန်စီအောက်မှာလေးထိန်စီတလုံးကပုံစံလိုက်တာအဲ့လိုဘလို့စနစ်တင်နေလိုက်တာလေဒါကိုကျွန်တော်တို့ကစာရွက်ပေါ်မှာရှိတဲ့တင်ကန်းတွေရဲ့အဖြစ်ကိုကျွန်တော်တို့ကမြည်ယူတဲ့စနစ်ပေါ့နော်အပထမကတ်ငါးတိတ်ဘရိတ်ပထမကတ်ပေါ့နော်ငါးတိတ်ဘရိတ်လေးကိုခံတယ်သူရဲ့ငါးနှစ်မြောက်နှစ်ထဲမှာကိုထိန်စီတလုံးကြပြီးရင်တဲ့ဒီမှာငါးထိတ်လို့ခံခဲ့လို့ကိုထိန်စီတလုံးရဲ့အောက် ငါးပြင်စီခံခဲ့တဲ့အတွက်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်မြောက်ဖြားပြီးတဲ့အောက်မှာလေးတိတ်စီနဲ့လေးအပူခွာနေတယ်လိုက်ပါတယ်တဲ့ဒါပထမကက်ဒုတိယကက်ဒီမှာလေးတိတ်စီခံပြီးပရိတ်လေးလိုရဲ့သူ့ရဲ့ငါးနှစ်မြောက်နှစ်တက်မှာတစ်ကြိမ်စီတော့ကိုးထိတ်စီရဲ့ဒီမှာကိုးထိတ်စီဒီမှာကြာထားပြီတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ဖြားပြီးတော့သူ့ရဲ့အောက်မှာလေးထိတ်စီတစ်လုံးပိုင်းနဲ့လေးအပူခွာနေလိုက်တယ်တဲ့တတိယကက်သုံးထိတ်ပရိတ်လေးလိုသုံးထိတ်ခံကပရိတ်လေးကြိုက်သူ့ရဲ့နောက်ငါးနှစ်မြောက်နှစ်တက်မှာဒီတုံးထိတ်လို့ခံခဲ့လို့ကိုးထိတ်စီတကယ်စီတော့ကိုးထိတ်စီနော် ကိုတိတ်စီရဲ့အောက်တကြိမ်တကြိမ်တုံးတင်ချပြီးတော့လေးတိတ်မပြတ်မကွယ်လိုက်ခဲ့တယ်။လိုက်တဲ့အချိန်မှာလည်းလေးထိတ်နဲ့လေးအပူခွနဲ့ပဲလိုက်တယ်။အဲ၈သုံးကမှာ၅ထိတ်ခံရင်ကိုတိတ်စီအောက်၅ချိန်ချပြီးမှလေးထိတ်ကပြန်လိုက်တယ်။လေးထိတ်ခံပြီးတော့ပရင်လေးထွက်တဲ့နှစ်ထဲမှာဆိုလို့ရှိရင်ကိုတိတ်စီရဲ့အောက်၄ချိန်ချပြီးကြမှာလေးထိတ်စီနဲ့လေးတိတ်စီခံတဲ့နှစ်မှာဆိုရင်ပေါ့နော်ကိုတိတ်စီရဲ့အောက်၄ချိန်ချပြီးမှလေးတိတ်စီနဲ့လေးအမှုခွာလိုက်တာတတိယကတ်ဒီမှာကိုတိတ်စီခံတယ်သုံးတိတ်စီခံပြီးမှဗရင်လေးထွက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်လို့တစ်ချိန်တစ်ချိန်တုံးပြန်ချပြီးမှ၄ရက်စီနဲ့၄ဘူးကလိုက်တာဒါဆိုခုကျွန်တော်တို့ရောက်ကြတယ်ကျွန်တော်ရောက်ကြမှာနှစ်တက်စီပရိလေးလို့ခံပြီးသူရဲ့ငန်းနေမြောက်ဖြစ်တယ်ပေါ့ကိုတက်စီဒီဒီတစ်ချိန်ပဲကြာရည်အဲ့တော့ဒီမှာနှစ်တက်စီခံခဲ့လို့ကိုတက်စီရဲ့အောက်တစ်ချိန်တစ်ချိန်ချပြီးတော့ဒီအချိန်မှာလေးတက်စီနဲ့လေးအပုဖတ်ပန်းရတယ်ဆိုတဲ့စနစ် ပြည်ကြကြလာခဲ့တဲ့စနစ်ဖြစ်တဲ့မှားတည်ဖြစ်စေမှန်တည်ဖြစ်စေဒီစနစ်ရဒီတင်မျိုးမှာကျွန်တော်တို့ကလေးထိပ်စီပိုင်တဲ့လေးအပူအခွားနဲ့ကစားကွက်ကိုကျွန်တော်တို့ကကစားမယ်အဲလေးထိပ်စီပိုင်တဲ့လေးအပူအခွားဆိုလေးရှိပူးနဲ့နောက်စီးဆက်ကွက်ရှိမယ်လေးထိပ်လေးအပိတ်နဲ့အလဲစီးဆက်ကွက်ရှိဒီအကွက်20လုံးကိုကျွန်တော်ကလိုက်ကစားထားတယ်ဒီကွက်မှာဒီအကွက်20လုံးကိုလိုက်ကစားထားတယ် အနောက်ကကျွန်တော်တို့တင်ပြခဲ့ပြီဒီ၂၀တကယ်ဒီ train track အားကောင်းတယ်လို့ကျွန်တော်ရှင်းပြခဲ့တယ်အဲ့ဒီ fix နဲ့အရဆိုလို့ရှိရင်ဒီမှာ၄ရက်ရှင်းဘူးလဲကြာနိုင်တယ်အခွာလဲကြာနိုင်တယ်ဆိုဒီနှစ်ခုပေါက်ဆက်လိုက်ရင်၄၃လုံးဆိုရင်စနစ်၄ရှင်းဘူးရော၄အခွာရောကြိုက်နေတဲ့အတွက်ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေ train circuit ထဲမှာ၄၃လုံးဆိုရင်ကနေ၄ train ကိုကျွန်တော်တို့ကပထမအဆင့်ဦးစားပေး၅ခုထဲမှာ check ကစားထားတယ်ဒါလေးကိုလည်းအမှတ်ရအသေးစားလေးပြောပြပေးတယ်ပေါ့နော်ဟုတ်ပြီဒါကတော့ကျွန်တော်တို့စနစ်အရာ လေးတွေဒီဒီချိန်မှာကြနိုင်တယ်ကြရင်လေးရှေ့ပြီးတော့ကောလေးအခွတ်တော့လောက်ဒါနဲ့ကြမယ်ဆိုရယ်စနစ်အဲ့တော့အကွက်နဲ့စလုံးတော့ကျွန်တော်ထိုးတယ်အကွက်နဲ့စလုံးတော့ထိုးတယ်အဲ့ဒီမှာထိုင်တကွက်ပါတယ်ဒီချိန်မှာထိုင်ကြရစီရယ်ဒီလေးထိုင်လေးပြစီတရားလေးတက်ပြီးပြုတ်ပြီးတယ်ပေါ့နော်တဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီဖြစ်စဉ်ဒီစနစ်ကအခုပြလိုက်တာကလေးဒီတိတ်စီကြလေးတိတ်စီနဲ့ကြရင်ရှေ့ဘူးတော့မဟုတ်အခွတ်ဆိုရယ်စနစ်နဲ့လမ်းနိုင်တဲ့ခဲကလေးရှေ့ဘူးနဲ့ဒီချိန်မှာ လေးရှင်းမှုနဲ့ပုံမှုလိုက်ကစားတဲ့စနစ်ကိုကျွန်တော်ကမိတ်ဆွေတို့ကိုလက်ဆောင်နေတဲ့တပ်ပြပေးခြင်းနေတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကိုခါတုံးခါနှစ်ခါကိုတုံးနှလုံးပေါင်းခြင်းနှစ်ကိုနှစ်ခါလို့ပြောတယ်ဒီသုံးလုံးပေါင်းခြင်းလေးလို့ဖြစ်တယ်အဲ့ဒီကောင်ဒီတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်ကိုးချိန်ဆယ်ချိန်ချပြီးရတာဖြစ်ပြီးဖြစ်တယ်နော်ရှစ်လေးခွရှစ်ခါလေးခါနှစ်ခါဒီကနေ့သုံးလုံးပေါင်းခြင်းလေးလို့ပြန်ဖြစ်တယ် ပရမတ်ကူတုံးနှစ်ဒုတိယရှင်လေးနှစ်အစီအစဉ်လိုက်ပဲသူကတိကျလာဖြစ်တာအဲ့ဒီပုံစံနဲ့မှနှစ်ခန်းအခွာဦးအဲ့ဒီပုံစံနဲ့ဖြစ်ပြီးနောက်တစ်ခါတတိယကကဒီမှာလာဖြစ်တာခွန်ငါနှစ်ဆိုလေးဆိုလာဖြစ်တာပရမတ်ဒီမှာပြီးခဲ့တဲ့လမ်းကြောင်းဒီကုစစ်ကွန်ဆိုတဲ့လမ်းကြောင်းနဲ့ခါတလုံးထည့်တယ်ဒီမှာကျတော့ကျွန်တော်တို့က345ဆိုတဲ့လမ်းကြောင်းနဲ့ခါတလုံးထည့်တယ်ဒီနှလုံးပေါင်းကြီးရတဲ့နှစ်ကိုနှစ်နှစ်နှစ်ခါပုံလေးလို့ဒီလိုမျိုးတတ်တည့်ရရသုံးကက်စီခင်းထားတယ်ဒီတနေရာပဲရှိဒီကက်စင်တစ်ခုပဲရှိတယ် ဟာဒီတော့မောင်ကြီး၄စနစ်ကနေကျွန်တော်တို့ကဘာလို့လိုက်ကစားကြမှာလဲဒီတော့မောင်ကြီး၄လို့ဖြစ်ပြရတဲ့တစ်ချိန်တစ်ချိန်၃ချိန်၄ချိန်ရောက်မှာတဲ့ဗရိမားလို့ပုံပြီးထွက်နေဒီဖြစ်စဉ်ဒီသမိုင်းကြောင်းကြီးကြည်ကြည်ပြက်ပြက်အများကြီးရှင်တော့ကျွန်တော်လူရင်းပဲထောက်ပြရတယ်တစ်ချိန်တစ်ချိန်၃ချိန်၄ချိန်ရောက်မှာ၃ချိန်တင်ဗရိမားလို့ရိုက်တယ်ပထမကတ်ဒုတိယကတ်ဒီတစ်ချိန်တစ်ချိန်၃ချိန်ရောက်ပြည့်တဲ့အချိန်မှာနှစ်ထိပ်ပြီနဲ့ဗရိမားလို့ရိုက်တယ်တတိယကတ်ဒီတစ်ချိန်တစ်ချိန်၃ချိန်ချပြည့်တဲ့အချိန်မှာတစ်ထိပ်ပြီနဲ့ဗရိမားလို့ရိုက်တယ် ။လေးပြည့်စင်ပြည့်ပြီးတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်မြောက်မှာတုံးတဲ့စီးနဲ့ဗရင်ငါနှစ်ချိန်စီးနဲ့ဗရင်ငါတစ်ချိန်စီးနဲ့ဗရင်ငါအစီစဉ်တကြပဲသူကဗရင်ငါကိုပြန်ပြန်ထည့်လာ။အဲ့လိုထည့်လာပြီးမှအဲ့ဒီဗရင်ငါရဲ့တနေ့နဲ့သုံးနှစ်မြောက်နှစ်ထဲမှာလေးရှိမှုတစ်ချိန်ကြာ။အဲ့ဒီဗရင်ငါရဲ့တနေ့နဲ့သုံးနှစ်မြောက်ထဲမှာလေးရှိမှုတစ်ချိန်မပြတ်မကွက်ကြာ။ဒါဆိုရင်အဲ့ဒီဗရင်ငါရဲ့တနေ့နဲ့တုံးနေမြောက်အခုရောက်တဲ့စားတဲ့2025ရဲ့မှာဒီဖုန်းဒီစနစ်အရာဆိုရင်လေးရှိဘူးဒီကြေလိုက်လာနိုင်တယ်ဒီယူဆကိုကျွန်တော်လိုက်တွေးတယ်ပေါ့နော် လေးရှိဘူးဒီချိန်မပြတ်မကွက်လိုက်ပါနဲ့ဒါဆိုဟုတ်ပြီလေးရှိဘူးလို့ကြားတဲ့ချိန်မှာဘယ်လိုစနစ်မျိုးနဲ့ကြားတာလဲလေးရှိဘူးလို့တချိန်မပြတ်မကွက်ကြားတဲ့ချိန်ခါမှာတဲ့ဒီနေရာမှာတုတ်တေစီပရိငါလို့ထောက်တဲ့ဖြစ်စဉ်ကြောင့်ငားရဲ့ပါပါငားရဲ့ပါပါတဲ့ဘယ်သုံးခုပေါင်းချင်းတန်းရဲ့တဆဲလို့ဖြစ်တဲ့ကောင်နဲ့လေးရှိဘူးဒီချိန်ကြားပြီတာတဲ့ဒီမှာဆိုရင်ကျွန်တော်ဒီမှာပရိငါဒီမှာပရိချောက်ဒီမှာပရိကူ969ဆိုတဲ့ဖြစ်စဉ်ပရိသုံးခုပေါင်းချင်း10ဆိုတဲ့ဖြစ်စဉ်ကိုထည့်ပြီးမှလေးရှိဘူးနဲ့ ဒီကြိမ်အောင်ပြီးထားပါတယ်တဲ့ပထမကက်ဒုတိယကက်မှာလည်းဒီတိုင်းပဲတဲ့ဒီမှာ break ကိုဒီမှာ break ရှိဒီမှာ break တော့ကို break ရှစ် break သုံး break ဆိုတဲ့ရိုက်ချက်နဲ့ break သုံးပုံချင်းဒီ9ရပါဘော break သုံးပုံချင်း30ဆိုတဲ့ဖြစ်စဉ်နဲ့၄ရှည်ဘူးဒီကြိမ်အောင်ပြီးထားပါတယ်ဒါဆိုတတိယကက်ကျွန်တော်တို့ drum နဲ့ကက်အဲ့ရောက်တဲ့အချိန်ကမှာရောက်တဲ့အချိန်ကမှာပေါ့နော်ဒီ break 9ကြောင့်၄ရှည်ဘူးဒီကြိမ် break သုံးပုံချင်းတန်းရဲ့30လို့ဖြစ်စဉ်နဲ့၄ရှည်ဘူးဒီကြိမ်ကကြပြရမယ်ဆိုတဲ့စနစ်အဲ့အခု ဒီဖြစ်စဉ်ကိုကစားဖို့ဒီလေ့ကျင့်ပဲကျန်တော့ခု2025မှာအကျင့်နဲ့ဆက်ထိပ်ပြီးသွားပြီအကျင့်နဲ့ဆက်လုံးဝပြည့်အောင်ထွက်ပြီးသွားပြီလေးဒီထိတ်စီလုံးဝကျမလာသေးဘူးကျမလာသေးတဲ့အတွက်ဒီဖြစ်စဉ်ကိုကစားကျင်လဲဆိုဒီလေ့ကျင့်မှာကျွန်တော်တို့ထောက်ကစားရမယ်ဆိုထိုက်တန်နဲ့တပတ်မှာဒီကျင့်နဲ့လိုက်ကစားတာထိုက်တန်နဲ့ကစားကွဲလို့ကျွန်တော်တို့အစီအမြင်ထားတယ်ပေါ့နော်ဒါကျွန်တော်တို့ထားတဲ့တန်နဲ့ကစားတဲ့နဲ့ကစားကွဲတစ်မျိုးလို့ရှိမြင်ထားတယ်ကံပေးရင်ရမယ်ကံမပေးရင်မရဘူးဒါထုံးစံပဲเนาะချဲ့ရဲတဘောကဘယ်သူမှမပိုင်ပါဘူးပေါ့နော် အဲ့တော့ရှေ့ကျစ်စနိုင်မယ်ထက်ကြည့်မယ်ဆိုကျွန်တော်ဒီ20တကြိမ်မှာထက်မယ်ဆိုဒီမှာ break ရှိရှိဒီမှာ break ခွန်ရှိရတဲ့အဲ့ဒီမှာ break ငါရှိဒီမှာ break ရှိရှိဒီမှာ break ငါရှိတဲ့ဒီနေရာကို break ကိုလို့ထက်မှာရှင်းငါခွန်ဆိုမှာ break လုံးကပေါင်းခြင်းဒီ10လို့ဖြစ်တယ်ဒါဆို၄ရှိဘူးနဲ့ break ကိုဆို၄၄ကိုလို့ဒီဘက်လိုဟာမျိုးမှာထက်ကစားရမယ်ဒီဘက်မောင်းခဲ့ပြီလားမောင်းခဲ့ရင်နောက်ဘက်မှာဆိုလို့ချင်းဒီမှာ break 6ဒီမှာ break ငါဒီနေရာကို break ကိုလို့ထက်မှာ6 5ကိုဆိုမှာ break လုံးကပေါင်းခြင်း10ဖြစ်မယ်ဒါဆို၄ရှိဘူးနဲ့ break ကိုဆို၄၄တက်ဆိုတော့ခဏတကူထက်ကစားရမယ် အတက်ရက်ကအတက်ရက်ဒီဒီနှစ်ကြိမ်ပေါင်းလို့တော့နောက်တစ်ကြိမ်နောက်တစ်ကြိမ်မှဆိုဒီမှာ break 2ရှိတယ်ဒီမှာ break 3လို့ရှိတယ်ကိုးခွန်လို့ရှိတယ်ဒီနေရာ break 4လို့ထည့်ကြတာဒါဆို4ချီဘူးနဲ့ break 4ဆိုဒီနေရာမှာ4 6ဆိုကနန်တက်တကွတယ်ဟိုမှာအဲ့ဒီနှုတ်ကြိမ်ပေါင်းခဲ့ပြီလားဒီနောက်ဆုံးကြိမ်ကျွန်တော်တို့24ကြိမ်ပေါင်းမှာထပ်ပြီးနောက်ဆုံးကြိုးစားခွင့်အနေနဲ့ထိုးမယ်ဆိုလို့ရှိရင်ဒီမှာ break 3ရှိတယ်ဒီမှာ break 1ရှိတယ်ဒီနေရာ break 6လို့ထည့်မှာ break 3 6လို့ထည့်မှာ break 3ကိုပေါင်းခြင်းဒီ10လို့ဖြစ်မှာ ဲ့လို30လို့ဖြစ်ဖို့အတွက်ဆိုတာ၄၄ရှစ်ဆိုကျွန်တော်ဒက်တကွအဲ့ဒီ၄ချိန်ပဲကျန်တော့တယ်ထိုးအမှားဒီလဲတပတ်မှာဒက်တကွချက်ပဲလိုက်ထိုးရတာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေများစိတ်ဝင်စားတဲ့ပိတ်သက်ရှိကြရင်သုံးလို့ရအောင်လို့စေတနာရင်ခံပြီးတော့ကျွန်တော်တို့ရှင်းပြပေးတာမှားတည်မှန်တည်ဆိုတာကလန်ကရန်မှာကံလည်းပဲသက်ဆိုင်တယ်နော်ကံကောင်းရင်ရမယ်ကံမကောင်းရင်ကျွန်တော်တို့ပောက်ွက်ဖြစ်နေရအဲ့တော့တစ်ထောင်မှတစ်ကြိမ်ကိုတစ်ကွက်တစ်ကွက်လိုက်ထိုးရတာတိုက်နှစ်တဲ့ပိတ်သက်ရှိရင်သုံးနိုင်ရန်အတွက်ကျွန်တော်ရဲ့ ွေးစားတဲ့အပိုင်းကိုပြန်လည်းမျှဝေပေးခြင်းတော့ဖြစ်တယ်။ကြိုက်မှသုံးပါမကြိုက်မသုံးပါနဲ့ပေါ့နော်။အဲ့တော့ဒီချိန်မှာဆိုရှင် လေးလေးကုလို့ထိုးရမယ်။မောင်ကဲဦးလားမောင်ကဲနောက်ချိန်မှာလေးလေးတင်လို့ထိုးရမယ်။မောင်ကဲဦးလားမောင်ကဲနောက်ချိန်မှာဆိုလေးလေး6လို့ထိုးရမယ်။မောင်ကဲဦးလားနောက်ချိန်မှာဆိုလေးလေး7လို့ထိုးမယ်။ဒီဘက်ကိုတစ်ခွက်တစ်ခွက်တွေလိုက်ထိုးရဖြစ်တယ်။ဒါပေမဲ့ကြိုက်နှစ်သက်သက်ပြိတ္တရှင်သုံးပါပေါ့နော်။ဒါလေးကိုပြောပြခြင်း။တဟုတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်ဒီလေးချိန်နဲ့ကြံတော့ခြင်းမှာတကယ်လို့ဒါဒီစနစ်အောင်မြင်ခဲ့မယ်ဆိုရှင်ဘယ်အချိန်မှာအောင်မြင်မှုပူရနိုင်တယ်လဲဆိုတဲ့အတွေ့အဆင့်ဒုတိယ ဒုတိယထပ်ပြီးတော့ပြင်ပြီးတော့ပြေးမယ်အပြေးပေါ့နော်ဒီလေးချိန်နဲ့တပည့်တင်းချိန်မှာတင်းကစားတင်တယ်ဒါကိုထပ်ပြီးတော့ကျွန်တော်တို့စဉ်းစားသုံးသပ်ကြည့်အောင်ပေါ့နော်ဒါစဉ်းစားသုံးသပ်ကြည့်အောင်အခုအချိန်ဒီကျွန်တော်ရှင်းပြလိုက်ချင်တဲ့ဒီကြိုက်နှစ်သက်တယ်ဆိုရင်လိုက်ထိုးအောင်အဲ့ဒီနေ့မှာအခုကျွန်တော်ထပ်ပြီးပြောမှာကဒီကြံတဲ့လေးချိန်အပြင်မှာဘယ်ချိန်မှာဒီကစားကုတ်ကိုတင်းပြီးတော့ထိုးတင်တယ်လဲဆိုတဲ့ယူဆမှုပိုင်းကိုထပ်ပြီးတော့ရှင်းပြပေးမယ်နော်ဒီထောက်ချက်ကိုကျွန်တော်ပြောခဲ့တာက၃ထိုင်နဲ့ပြိန်ငါး၊၂ထိုင်နဲ့ပြိန်ငါး၊၄တိထိုင်နဲ့ပြိန်ငါးလို့ပြောခဲ့တဲ့အကြောင်းတရားဒီ၅ကြောင့် ပြည်သူ့ကောင်ကြီးတစ်ဆင်နဲ့လေးစီဘူးကြားတယ်ဆိုဖြစ်စဉ်ပြောခဲ့တဲ့အနေထားမှာသူရိုက်လာတဲ့အဲ့ဒီဖြစ်စဉ်နဲ့ရိုက်ခဲ့တဲ့ကောင်ကြီးဒီနေရာမှာလာပြီးတော့အောင်တော့ဗရိတ်ငါးဒီမှာဗရိတ်ချောက်ဒီမှာဗရိတ်ကိုးဆိုပြီးအောင်ပေးတယ်ဒီငါးချောက်ကိုးဆိုဒီနေရာမှာတက်တဲ့ကတော့အောင်ပေးတယ်အောင်တဲ့နေရာမှာမှတ်တမ်းကိုကျွန်တော်ပြန်ကြည့်တဲ့အချိန်ဒီနေရာမှာတုံးထိတ်နဲ့ဗရိတ်ငါးလိုရိုက်ခဲ့လို့ဗရိတ်သုံးပုံကြီးတစ်ဆင်လိုဖြစ်တဲ့အချိန်ပါမှာဒီဗရိတ်ငါးရဲ့နောက်နဲ့တုံးထိတ်စီးနဲ့ရိုက်ခဲ့တဲ့ဗရိတ်ငါးရဲ့နောက်နဲ့မှာတုံးနောက်ပိတ်ခံပြီးမှဒီနေရာမှာတုံးနောက်ပိတ်ခံထားတယ်အဲ့ဒီဖြစ်စဉ်အောင်ဖို့အတွက်တုံးနောက်ပိတ်ခံပြီးမှဒီဗရိတ်သုံးပုံကြီးကို အစဲလို့ဖြစ်စဉ်တက်ပြီးတော့အောင်းထားတာလားဒါဆိုဒုတိယတက်ဒီမှာလဲနှစ်တက်ကိုဒီညမှာလဲဆင်းဆင်းလေးပဲဒီမှာနှစ်နောက်ပိတ်လို့ခံထားတဲ့ဘေးမှာမှอืมซอยซอยซอยดีไลน์หมดเนาะไอ้ไอ้เส้นนี้กูถอดได้ดีไลน์หมดเดี๋ยวจะเสร็จเปลี่ยนปิดเลยนะคราวนี้ซอรี่ซอรี่ซอรี่ล่ะ ဟာဖိန်ချင်းလွှဲနေနော်တခြားဖိန်တခုတခြားဖိန်တခုနော်ဆယ်ဆယ်ဒီစနေမို့ဒီဖိန်ရဒီစနေမို့နော်အဲ့ဒီလုံးနှစ်တိတ်ကတခြားကစားနေဖြစ်နေနော်အဲ့ထားပါတော့ကဲအဲ့ဒီလုံးနှစ်တိတ်ထောက်ချက်နဲ့တခြားကစားကွက်ရှိတယ်ဒီလေးဘူးလေးအပူမဟုတ်တဲ့ကစားနေတစ်မျိုးပေါ့နော်အဲ့ဒါနဲ့ရောသွားလို့နော်အဲ့တော့ဒီဖြစ်စဉ်ဒီဒီပုံစံတိုင်းအောင်တာပေါ့နော်ဒီဖြစ်စဉ်ဒီဒီပုံစံတိုင်းအောင်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေကစိတ်ငြိမ်းစားတယ်ဆိုလို့ရှိရင်ဒါလိုက်ထုတ်အောင်ပေါ့ကဲဒါဆိုလို့ရှိရင် အဲ့ဒီ၃နှစ်တည်းပြိုင်ကတခြားကစားကွက်ရှိတယ်။နောက်တစ်မျိုးကသူ့ကိုကြောက်ထားတယ်။ဗရိတ်သုံးပါးရဲ့၁၀လို့ဖြစ်တယ်။ဖြစ်တဲ့အချိန်မှာဒီနေရာမှာ၄ရှိဘူးထွက်ဖို့တဲ့သူ့ရဲ့ဆောင်ဒီချိန်မှာခွာလေးလို့ဒက်ခံထားမယ်တဲ့။ခွာလေးလို့ဒက်ခံတယ်။အဲ့ခွာလေးရဲ့အပေါ်မှာပုံစံဗရိတ်၆လို့ရိုက်ထားတယ်။အဲ့ပုံစံပြေးချောင်းနဲ့ဒီမှာခွာလေးနဲ့30ကိုဒီနှလုံးပေါင်းရင်း30လို့ထည့်ရမယ်။30လို့ထည့်ပြီး30ရဲ့နှက်ကဒီနှလုံးပေါင်းရင်းကိုခွန်လို့ချုပ်ထားရမယ်။အဲ့လိုချုပ်တဲ့ စုတ်ကွက်မှမှဒီ brain ငါရဲ့ဒီ brain ၆ရဲ့ဒီ brain ကိုဒီစနစ်ကိုအောင်းလာလားဒုတိယတက်ဒီနေရာမှာအဲ့စနစ်ကိုအောင်းခဲ့တဲ့အချိန်ကမှ brain ကို brain ၈ brain တို့ဒီစနစ်နဲ့ပဲ brain ၃ကိုပေါင်းရင်၁၀ဆိုတဲ့စနစ်နဲ့၄ရှိဘူးတကယ်တည်းထက်အောင်လားအောင်းတဲ့အချိန်မှာဒီနေရာမှာ၄ရှိပြီးရပြီတကြိမ်တစ်ကြိမ်၃ကြိမ်မြောက်မှာ၄တက်ခွာခွာလေးလိုခံထားရမယ်ဒီမှာခွာလေးလိုထောက်ပြီးပါ၄ကိုရှိပြီးလိုက်ရတာအဲ့ခွာလေးရဲ့အပေါ်မှာပုံသေး brain ၆ကိုထောက်ထားရမယ်ဒီမှာထောက်ထားရ ပြီးရင်ဒီပရိတ်ချောင်းနဲ့ကွာလေးနဲ့တဆဲကိုတိတ်ဆင်းလုံးတဆဲလို့ဒီညမှာပြန်ထည့်ရမယ်ထည့်တယ်ထည့်ပြီးတဆဲရက်နဲ့ခက်နောက်ပြီးသုံးလုံးပေါင်းချင်းကိုခွန်းလို့ထပ်ပြီးတော့အဖြစ်ရမယ်ဖြစ်ပြီးတယ်အဲ့လိုဖြစ်တဲ့အချိန်ကျမှဒီပရိတ်သုံးလုံးပေါင်းချင်းတဆဲဆိုတဲ့မှတ်တမ်းနဲ့ဒီမှာလဲပုံစံတူနှစ်ကက်ကအဲ့လိုအောင်ခဲ့တာအဲ့လိုပုံစံတူနှစ်ကက်ကအောင်ခဲ့တာဆိုတော့ခုကျန်တဲ့၄ချိန်ပြင်မှာအဲ့ဒီပုံစံတူနဲ့အချိန်ကြီးကိုကျွန်တော်တို့ကတင်းထိုးတင်တယ်ဆိုရင်ဒီအချိန်မဲ့တင်းထိုးလို့ရတယ်အဲ့ဒါကဘာလဲဆိုတော့ဒီနေရာမှာ၄ချိန်မူလို့ဝင်လာဖို့အတွက် တချင်းတချင်းသုံးရင်တော့မှခွာလေးလိုတဲ့ထောက်ရမယ်ဒီတစ်ချက်ပဲထောက်တာရှိအောင်မှာမရှိတော့ဘူးပြီးရင်သူ့ဘောမှာလည်း brake ချောက်လိုပုံစံထောက်တာမှာဒါလည်းထောက်ထားတယ်ပြီးရင်တစ်စင်းနှလုံးဒီတစ်ဆဲလိုရိုက်ရမယ်ဒါလည်းရိုက်ထားတယ်ဒါလည်းရိုက်ထားတယ်ပြီးရင်တစ်ဆဲရဲ့နှက်ကနောက်ပိတ်သုံးလုံးပေါင်းချင်းဒီခွန်းလိုထည့်ထားမှာဒါလည်းထည့်ထားတယ်အဲ့တော့ဒီဖြစ်စဉ်ကိုရှင်းနှက်ကဖြစ်စဉ်တိုင်းပဲပုံစံတူအတိအကျလိုက်ပြီးအောင်းမဲ့အကျင့်ရည်ဒီဒီလိုပုံစံနဲ့အောင်းပါဆုံးဒီတင်ဒီစနစ်ကိုအော့ပြီးတော့ကစားတဲ့အခြေအနေလို့ဒါကျွန်တော်က စဉ်းစားတွေးခေါ်ထားတယ်ပေါ့နော်ဒါကျွန်တော်တွေးခေါ်ထားတဲ့အပိုင်းကိုရှင်းလိုက်တာအဲ့ဒီနေရာမှာဒီလေးရှိဘူးလို့ဝင်ပြိသုံးပေါင်းချင်းတစ်ဆယ်ဖြစ်ဖို့ဆိုရင်တရား complete ဖြစ်အောင်ကိုးနောက်ဘူးဘလုံးထည့်ပြီးလေးလေးကိုးဆိုကနန်းကဒီအချိန်မှာတင်ဒီစနစ်မျိုးကိုကြိုက်တယ်ဒီစနစ်မျိုးနဲ့ပဲ organize ကစားခြင်းနဲ့ဆိုဒီလေးလေးကိုးဆိုကနန်းတစ်ခုကအင်ဗလန်ကစားတဲ့အချိန်မှာပါတယ်လို့ဖြစ်စဉ်ပေါ်မူတည်ပြီးစီကြောတိုင်းနဲ့နော်ပြီးတဲ့စနစ်တိုင်းနဲ့ကျွန်တော်တို့ထောက်ပြတာစနစ်အောင်ရင်ကနန်းအောင်မယ်စနစ်မအောင်ကနန်းမအောင်ဘူး ျွန်တော်မိတ်ဆွေများကလည်းကြိုက်နှစ်သက်မှလိုက်ပြီးတော့သုံးပါဒါလို့အမှတ်ရပြောမယ်အဲ့တော့ပထမဖြစ်စဉ်၆တဲ့ဖြစ်စဉ်ဒီပထမဖြစ်စဉ်၆တာဒီဘရိတ်လုံးပုံရင်10လို့တန်းတဲ့အချိန်ကမှ၄ရှိဘူးနဲ့အောင်းတဲ့အချိန်မှဒီနေရာမှာဘရိတ်ချောက်ပုံတွေထောက်တဲ့ခွာလေးလိုပုံတွေဖြစ်တယ်ဒီကနန်း၅လုံးပုံရင်10ကိုနှလုံး10ရဲ့တဲ့10နဲ့ကဒီလိုခွန်ပြီးမှကနန်း၉လုံးပုံချင်းကို10လို့ပြန်ဖြစ်တယ်၄ရှိဘူးနဲ့တကွက်တဲ့ထက်အောင်နဲ့ဒုတိယကဖြစ်စဉ်ဒီလည်းတည်းမယ်ဒီမှာဘရိတ်ချောက်ပုံတွေထောက်တဲ့ခွာလေးလိုထောက်တဲ့ ဒီ30ကိုဒီလို30လို့ပြန်ထည့်တယ်ဒီတုံးလုံးပေါင်းချင်း30နဲ့ကခွန်းလို့ထည့်ပြီးမှဒီကနန်း6လုံးကိုပြန်ပြီး30လို့ထည့်တယ်ထည့်တဲ့အချိန်မှာ၄ရှည်ဘူးနဲ့နောက်ပိတ်တုံးကိုထည့်ထည့်ပြီးတော့အောင်းတယ်တတိယဖြစ်စဉ်အဲ့ဒီပုံစံတိုင်းအောင်းအောင်မယ်ဆိုဒီကျင်အခွင့်ရေးအကောင်းဆုံးခြေနေဖြစ်နေတယ်ဒီမှာဘရိတ်6လို့ပုံစံထောက်ထားတယ်ခွာလေးလို့ထည့်ထားတယ်ဒီနှလုံး30လို့ထည့်ထားတယ်ဒီတုံးလုံးဒီခွန်းလို့ထောက်ထားတယ်အဲ့တော့ဒီဘရိတ်ရဲ့ဒီဘရိတ်ရဲ့ဒီဘရိတ်ရဲ့ကနန်း6လုံးပေါင်းချင်း30လို့ပြန်ထည့်ရမယ် ကဏ္ဍသုံးလုံးပေါင်းခြင်း10လို့ပြန်ထည့်လို့ဒီနေရာမှာ break ရှိဒီနေရာမှာ break 9ရှိတယ်ဒီနေရာမှာကဏ္ဍသုံးလုံးပေါင်းခြင်း콘ဆွဲရက်လက်ကိုထည့်ရမယ်အဲ့ဒီအချိန်မှာဒီ quality ထောက်တဲ့အချိန်မှာရှိရလို့၄ရှိဘူးတဲ့ရှိရအပူတဲ့ကြမယ်ဆိုလို့ရှိရင်콘ဖြစ်ဖို့ကိုယ်တလုံးထည့်ရမယ်ဒါကြောင့်လေးလေးကုဆိုတဲ့ကဏ္ဍတစ်ခွက်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒါဒီအချိန်မျိုးမှာဒီစနစ်ကိုကြိုက်တယ်ဒီပုံစံအောင်းရင်ငါတို့ကတော့ယူမှာပဲတစ်ခွက်ကချရဲတယ်ဆိုတဲ့မိတ်ဖိုက်ရဲတယ်ဆိုတဲ့မိတ်ဆိုရဖိုက်ပေါ့ဟာဒါတော့မဖြစ်နိုင်ပါဘူး ။ဒါမျိုးဖြစ်စင်နေတော့ချက်ထွက်လို့မရဘူး။ဒါမျိုးကိုမကြိုက်ဘူးဆိုရင်မိတ်ဆွေတကြက်ဖို့မှမဖို့နဲ့။ကျွန်တော်ပတ်စံတဲ့ခါကိုထုမှပေါက်ရလေကိုယ့်အကူယူသွား။မပေါက်လို့ကိုယ်ရင်လည်းကိုယ့်အကူအရှုံးခံလာ။ကျွန်တော်ကဘာတရားတစ်ချက်မှလည်းပြေးစရာမလိုဘူး။ဘာ response မှလည်းတုံ့ပြန်စရာမလိုဘူး။စေစနာအရလည်းကျွန်တော်တို့တင်ပြပေးတာဖြစ်တယ်။ကိုယ့်ရဲ့ပိတ်သက်ကိုကိုရှုမြင်တဲ့အပိုင်းမှာဒီလိုဒီလိုစနစ်တရားဆိုကျွန်တော်ဒီလိုဒီလိုတွေးလိုက်တယ်။ကျွန်တော်တွေးတဲ့အတူခါကိုကြိုက်တယ်ဆိုလိုက်ထိုး။မကြိုက်ရင်မထိုးနဲ့ပြောသွား။ကြိုက်လို့ထိုးတယ်ဆိုလို့ရှိရင်လေကိုဆုံးဖြတ်ချက်နဲ့ကိုထိုးတာကိုပစံနဲ့ကိုထိုးတာ။ တော့ကိုယူတော့လည်းတကယ်ချမ်းမပေးသေးဘူးမလိုဘူးမပေါက်ရင်လည်းလာပြီးတော့အကျွန်တော်တို့ဘလောက်ပါသွားပြီးတော့ပုံသွားပြီးလာမပြောနဲ့ကိုလောဘနဲ့ကိုသွားကြတာအဲ့တော့လောင်ကစားဖြစ်နိုင်လုံးဝမလုပ်ပါနဲ့လုပ်ပြီးဆိုရင်တောင်းပဲမိသားစုစာဝင်တွေထိကြိုက်အောင်အလုံးမျိုးအနေနဲ့ဘယ်တော့မှမလုပ်ပါနဲ့ထမှန်ပြီးတော့တတိပြီးတယ်ကိုနိုင်တဲ့ဝင်ကိုပဲထမှမမနိုင်တဲ့ဝင်ကိုမထမ်းနဲ့ဒါဆိုဒီလေးလေးကိုဒီလေးလေးကိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့နောင်တော်ကြီးမိတ်ဆွေပေါ့နော် ဇောင်းနိုင်လည်းတင်ထားတယ်မူကနအင်မတန်အားကောင်းတဲ့မူကနတစ်ခုအနေနဲ့တင်ပေးထားတယ်ရှိပါတယ်လော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 လေးမှာတင်ပေးထားတယ်ရှိတယ်ဒီလေးလေးကူမူကနစိုက်ကိုကြိုက်တယ်ဆိုဥနိုင်ရဲ့အကောင့်ထဲမှာဝေါ်ရမဝင်ပြီးတော့ကြည့်ပါပေါ့နော်ဒါတင်ပေးထားတဲ့စနစ်အင်မတန်ကောင်းပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဥနိုင်တင်ပေးထားတဲ့မူကနရှိပါတယ်ပေါ့နော်69တောင်းတဲ့လေးလေးကူနှစ်ကွက်ကိုတွဲအောင်မှာ696လေးအောင်ပြီးသွားပြီတဲ့လေးလေးကူတစ်ကွက်ကျန်တယ်ဆိုတင်ပေးထားတယ်အင်မတန်အားရစရာကောင်းပါတယ်မူကနစိုက်တင်ပေးထားတယ်အဲ့နောက်တစ်ခုပေါ့နော် နောက်တစ်ခုဒီကောင်ရဲ့အာတာချက်ရှိတဲ့လမ်းကြောင်းကိုကျွန်တော်ထောက်ပြပေးမယ်ဒီ၅ဆွန်းတဲ့ခုနှစ်ကတော့သူကထောက်မရဘူးဒီ၅ဆွန်းတဲ့ခုနှစ်ကနေစထောက်လို့ရတယ်အဲ့ဒီ၅ဆွန်းတဲ့ခုနှစ်တိုင်းမှာသူရှိခွန်ဆွန်းတဲ့ခုနှစ်တည်းကအပူခွာတကွက်ကမပြတ်မကွက်လိုက်ကောပြန်စစ်ကြည့်နော်ကောပြန်စစ်ကြည့်နောက်တစ်ခါဒီ၅ဆွန်းတဲ့ခုနှစ်ထဲမှာဆိုသူရှိခွန်ဆွန်းတဲ့89ခုနှစ်တည်းကအပူခွာကနန်းတကွက်ဒီမပြတ်မကွက်လိုက်ထားတာရှိတယ်ဟာဒီငါဆွန်းတဲ့ခုနှစ်ထဲမှာဆိုရင်ဟာဒီခွန်ဆွန်းတဲ့ထဲကအပူဖာကနန်တကွက်ဒီမပြတ်မကွက်လိုက်ထားတာရှိတယ်ဒီငါဆွန်းတဲ့ခုနှစ်မှာလည်းပဲ သူစီကွန်ဆွန်းလေဟိုက်2009ကအဘူဘကနန်းဒီတကွက်မပြတ်မကွက်လိုက်ထားတာရှိတယ်အဲ့စနေမျိုးကဟိုက်2025ရဲ့ကူသူစီကွန်ဆွန်းလေဟိုက်2019ကအဘူဘကနန်းတကွက်ဒီမပြတ်မကွက်လိုက်ထားအဲ့စနေကအခုဒီမောင်းနေဘူး သူဒီမောင်လေးဆိုဒါဆို2019မှာအပုခွာကဏ္ဍနေဘာကြီးရှိတယ်လဲတစ်တစ်6ဆိုအပုခွာကဏ္ဍဒီမှာတစ်ခွက်ရှိတယ်656ဆိုတော့အပုခွာကဏ္ဍတစ်ခွက်ရှိတယ်နောက်တစ်ခုပါရှိနှစ်နှစ်လေးဆိုတော့အပုခွာကဏ္ဍတစ်ခွက်ရှိတယ်၄၉လေးဆိုတော့အပုခွာကဏ္ဍတစ်ခွက်ရှိတယ်၃၃၅ဆိုတော့အပုခွာကဏ္ဍရှိစတဲ့အောင်အပုခွာကဏ္ဍဒီဘယ်နှခွက်ရှိလဲပို့ကိုပြန်စစ်အိုက်တဲ့တစ်ခွက်ဒီဒီ2025ရဲ့ကိုကနှစ်ထန်းအကွာဝေးလိုက်ပို့တယ်စနစ်ဒီနေရာမှာ၄၉လေးဆိုတော့ကဏ္ဍထွက်ထားခဲ့တာရှိလို့ဒီလိုအတာဒီလိုအတာချက်တွေရှိရပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်က ဒီကနန်းကိုလမ်းပတ်ကထက်မှာထည့်ကစားလိုက်တယ်ဒုတိယ organ အနေနဲ့ကျွန်တော်သုံးထားတယ်ပေါ့နော်ဒါကျွန်တော်မိတ်ဆွေများကြည့်ရင်သုံးပါတစ်ခုဖတ်ပြီးတော့3ပြပါမယ်ကျွန်တော်လည်း line မကောင်းလို့ like ကိုလွှင့်ကြသွားရှိတယ်ပြတ်တောင်းပြတ်တောင်းနဲ့ဒီနေ့တော့အောင်မြင်သွားပြီလို့ပြောအောင်ပေါ့နော်ဒီကနန်းလေးကို like လွှင့်ပြီးကျွန်တော်ပြောကျင်နေတာပြောလို့ line မကောင်းလို့လွှင့်လိုက်တက်လိုက်ကြလိုက်နဲ့ဒီဆောင်ဒီ like ကိုမပြောအောင်ပေါ့နော်ပြီးကြလိုက်မှာလည်းတော့တကယ်တည်းကကြသွားတယ်ပေါ့ဟုတ်ကဲ့ဒီနေ့တော့အောင်မြင်သွားပြီလို့ဒီဆက်လိုက်ရတယ်နော်တော့အောင်မြင်သွားပါပြီပေါ့နော်အဲ့ဒါကမြေသတိပေးပါမယ် 2025ကြံလေးကြိမ်အတွက်အကြိမ်တိုက်ကနေကျွန်တော်လုံးဝမရောင်းတော့ပါဘူး။ပြီးတော့လည်းကျွန်တော်မှမခေါ်တဲ့စနစ် comment မခေါ်ဘူးဆိုတာသိချာကျွန်တော်မှဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်မရှိသေးပါဘူး။အဲ့ဒီအတွက်ကျွန်တော် line ပေါ်မှာတင်ပေးထားတဲ့ကဏ္ဍတွေအားလုံးကမှမကတ်မှာသုံးတဲ့ကဏ္ဍတွေပဲအူစားပေးပြီးတင်တာများပါတယ်။အဲ့ဒီတော့ကြိုက်နေတဲ့လူတွေကကိုယ့်အားနဲ့ကိုယ်ပေါ့နော်ဒီလိုနေရာမှာ like လွတ်နေနေရာတွေမှာကြည့်ပြီးတော့ like ပြီးတော့ထိုးပါကျေးဇူးပြုကျွန်တော်ကိုနောက် share မပေးကြပါနဲ့ဖုန်းခေါ်ခြင်း Viber ကနေလှမ်းပြီးတော့ကဏ္ဍတောင်းခြင်းမျိုးမလုပ်ကြဘူးအထူးပဲမြေတားရိုက်ခံအပ်ပါတယ်။ ဒီကနေကျွန်တော်ဒီဘက်မှာကစားထားတာနှုတ်အပြင်ကျွန်တော်ပြောလိုက်မယ်ပထမဆုံးကျွန်တော်လိုက်အစောကြီးကျွန်တော်တင်ပေးလိုက်တယ်တစ်ရက်နေမှာချက်ထက်တယ်နှစ်ရက်နေမှာဖိုင်စနစ်မြင့်ပြီးတော့ကစားပါလို့ကျွန်တော်တင်ပေးလိုက်တယ်ဒီဘက်မှာဖိုင်လိုက်နေတဲ့ပုံကများဆို20ကျင်းဒီဖိုင်လိုက်ဖို့အားကောင်းဆုံးပါလို့ကျွန်တော်ရှင်းပြလိုက်တယ်အဲ့ဒီဖိုင်လေးကနှစ်ဖိုင်ကိုကျွန်တော်အကြိုက်ဆုံးဆိုပြီးတော့ရေးပြီးတော့တင်ပေးလိုက်တယ်အဲ့တော့ဒီဘက်မှာကျွန်တော် member card ခုနှစ်ခွက်ပဲထုတ်တယ်တစ်ချက်မှတ်ယူသွားကျွန်တော်ပြပေးလို့မရဘူးဖိုင်သုံးခွက်ကစားထားတယ်နံပါတ်ကတ်ထဲမှာနှစ်ဖိုင်လေးဖိုင်ငါးဖိုင် ဒီ၃ခွက်ခံရ၃ခွက်ဒီမမကတည်းကတက်ကစားတယ်လေးအပုအခွနဲ့ပတ်သက်ပြီးတော့လေးလေးကိုကစားတယ်နောက်တစ်ခုကလေးလေးတုံညာကစားတယ်နောက်တစ်ခုကလေးလေးငါကစားတယ်ဒီ၃ခွက်ကိုကစားတယ်အားလုံးပေါင်း၆ခွက်ရှိပြီအပုတစ်ခွက်ဒီကိုတိတ်စီနဲ့နောက်ဆုံးပေါင်း30ဆိုတဲ့စနစ်ကိုကျွန်တော်လိုက်ပြီးတော့ကစားနေတယ်အဲ့ထဲက6 6ဆိုတဲ့ကနန်းတစ်ခွက်ကစားတယ်အားလုံးပေါင်း9ခွက်ဒါကျွန်တော်ရဲ့မမကတ်မှာအသုံးပြုထားတဲ့ကနန်းတွေပါပဲအားလုံးကိုအားလုံးကိုဒါမျှဝေပေးလိုက်တာပါလှူဒန်းလိုက်တဲ့အချိန်ကြီးလို့ပဲမှတ်ပါ ့20ကြိမ်မှာကျွန်တော်တို့လာပြီးတော့အကြိမ်တိုက်မိသူမလာဝဲစီရမလိုပါဘူးဒီ9ခွက်ပဲကစားတယ်နော်ကျွန်တော်ပြောတာရူးရှင်းလေးပဲဒီ9ခွက်ပဲကစားတယ်လောဘမတက်ပါနဲ့ဒီ9ခွက်ကိုလိုက်ထုတ်လိုက်ပါ fine 3ခွက်ရေးထားပါတယ်1 fine 4 fine 5 fine fine က3ခွက်လေးရှိဘူးနဲ့3ခွက်ရေးထားတယ်4 4 9ရေးထားတယ်4 4 5ရေးထားတယ်4 4 3ညဆိုပြီးတော့ရေးထားတယ်အဲ့ဆို6ခွက်ဖြစ်သွားတယ်နောက်ဆက်တစ်ခွက်စီ6ထိပ်စီနဲ့6 4 6ဆိုပြီးတစ်ခွက်ရေးထားတယ်အဲ့9ခွက်ပဲကျွန်တော်ရေးထားတယ်အဲ့ကျွန်တော်ရဲ့ member tag ကဒါပဲအဲ့9ခွက်ထဲကကိုကြိုက်နေတဲ့တော့ကို ကိုသဘောနဲ့ကိုကိုဆုံးဖြတ်ချက်နဲ့ကိုမိမိကြက်နေတာကိုရွေးချယ်ပြီးတော့ပြသပါကျွန်တော်ဒီဘက်မှာအကျင့်တိုက်ကျွန်တော်လုံးဝမရောက်ပါမရောက်ပါတခြားပြောမယ်နော်ကျွန်တော်ကဒါနပြုတဲ့အကျင့်ကြီးဖြစ်သတ်မှတ်ထားပြီးတော့ကျွန်တော်စာရွက်ပေါ်မှာကင်းကနန်းနေချရပြီလို့မဖြစ်ပါဘူးမဖြစ်ပါဘူးကျွန်တော်တို့အချင်းကြီးရအကောင့်ကြီးထိမှဆိုတဲ့အတွက်နှုတ်ကလေးပြကျွန်တော်တခြားပြောတယ်အခုတတိယတော့ထပ်ပြီးတော့ပြောမယ်ကျွန်တော်ရဲ့ member ကတ်ခုနှစ်ကွက်ထုတ်တဲ့စနစ်ကိုဒီဘက်မှာကျွန်တော်ဒါနကုသိုလ်ဖြစ်နေတယ်ဥဒ္ဒနာပါ ထိုင်၃ခွက်ထည့်ကစားထားပါတယ်နှစ်ထိုင်၄ထိုင်၅ထိုင်လေးရှိဘူးနဲ့၃ခွက်ထည့်ကစားပါတယ်လေးလေးကိုလေးလေးငါလေးလေးတုံညဖြစ်နိုင်ရင်အဲ့ဒီလေးရှိဘူးလေးတက်အခွက်ပါပါလိုက်ရမ်းမှာနောက်တစ်ခါ၉၄၆တဲ့တကွက်ထည့်ကစားပါအားလုံး၇ခွက်ပါအားလုံးကုစုပြဒီချိန်မှာဒါနပြုတဲ့အချိန်ကြီးဖြစ်သတ်မှတ်ပြီးတော့အားလုံးတော့မိတ်ဆွေများအတွက်ကျွန်တော်ရဲ့ရွေးချယ်မှုကိုလှူဒါန်းပေးလိုက်တာဖြစ်ပါတယ်ကုစုပြတင်ပေးလိုက်တာဖြစ်ပါတယ်ပေါ့နော်ကြာရင်တော့မှမကြာရင်မတော့မှနဲ့ ပေါက်သွားရင်လည်းကုဆန်နဲ့ကိုထူလာအကွက်ကိုယူသွားပါကျွန်တော်ကြားပြန်မပြည့်စရာမလိုဘူးမပေါက်ခဲ့ရင်လည်းအရှုံးရှုံးခံလိုက်ပါလာပြီးတော့ညီးသွားပြီးတော့ကျွန်တော်တို့ဘလောက်ပါသွားပြီဘလောက်ကုန်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့စိတ်ခွန်အားတွေရှုံးရှုံးစင်တဲ့စကားမျိုးတွေလာပြီးတော့မပြောကြဘူးလေးလေးဆဆဖြစ်မြေတရားခံပါတယ်အားလုံးပဲကံကောင်းကြပါစေခွင့်လိုက်ခုကျွန်တော်တင်ထားတဲ့ live ကိုလွတ်လပ်စွာမြည်သူမဆိုး share ယူခြင်းပြုပါရစေ။စိတ်ကြိုက် share ယူပြီးတော့အသုံးပြုနိုင်ပါရစေ။ public ကိုဒါနပြုတဲ့ပြုလို့ပြုတဲ့အချိန်မှာ20ကြိမ်တိဒါကြောင့်အချိန်တိုက်မြေသူမှလာပြီးတော့မဝဲပါနဲ့တစ်ခါတည်းတရားနေတစ်ခါတည်းလှူဒန်းလိုက်ပါလေပေါ့နော်အားလုံးသူပဲကျေးဇူးတင်ရှိပါတယ်ကံကောင်းကြပါစေ good luck